နိုင်ငံရေးသမားဒေါ်နယ်ထရမ့်နဲ့စီးပွားရေးသမားအီလွန်မတ်စ်တို့နှစ်ယောက်ကတော့သူ့အချို့ကိုအချို့ကိစ္စတွေနဲ့ပြဿနာတက်နေကြပြီ။နိုင်ငံရေးလက်ွက်တစ်ခုလားဒါမှမဟုတ်တကယ်ပြဿနာတက်နေကြရလား။ I'm very disappointed in Elon. I've helped Elon a lot. လူငယ်ရဲ့ရပိုင်းကနိုင်ငံရေးကိစ္စတွေမှာအီလွန်မတ်စ်တယောက်ပျောက်နေတာကိုသတိထားမိကြမယ်ထင်တယ်။တချင်ကအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ဘေးမှာအမြဲရှိနေခဲ့တဲ့အီလွန်မတ်စ်တရားကိုဒီလိုပျောက်သွားတာကတော့ထူးဆန်းနေပါတယ်။ ခုရပိုင်းမှာတော့နိုင်ငံရေးစပွဲဝိုင်းပေါ်ကိုစိတ်ဝင်စားစရာသတင်းတစ်ခုနဲ့အတူပြန်ပြီးတော့ဝင်လာခဲ့တယ်။အဲ့ဒါကတော့နိုင်ငံရေးကိစ္စတွေကနေကျွန်တော်အနားယူတော့မယ်ဆိုတဲ့သတင်းစကားတစ်ခုပဲ။ဘာကြောင့် Elon Musk တရားကိုဒီလိုအနားယူကိုတွေးခဲ့တာလဲဆိုတဲ့မေးခွန်းရနောက်မှာစိတ်ဝင်စားစရာကောင်းတဲ့သုံးသပ်ချက်တချို့ရှိနေပါတယ်။ အရင်က Elon Musk က interview တစ်ခုမှာ Republican တဝက် Democrat တဝက်ဆိုတဲ့ဂျာနီဝါဒရှိသူဖြစ်တယ်လို့ပြောကြခဲ့ပါတယ်။ And I I would class myself as as a moderate and you know neither Republican nor nor Democrat ။ဒီစကားကိုတေချာလေးတွေးကြည့်ရင် तू ကအားသာတဲ့ဘက်ကိုပဲအားပေးမယ်ဆိုတဲ့သဘောပါ။ပြောချင်တာကတော့နိုင်မဲ့မြင်းကိုလောင်းမဲ့လူစားမျိုးပါပဲ။ဒါပေမဲ့အဲ့မြင်းကသူ့ကိုပြန်ကန်ရင်တော့မြင်းစောင်းစီပြန်ဖို့ကိုလည်းဝင်မလေးတဲ့သူတယောက်ဆိုတာကိုသိတာနေတယ်။ဒီသုံးသက်ချက်ကထင်ရကောက်ပြောနေရမဟုတ်ပါဘူး။ အရင် Elon Musk ကသူ့အတွက်အကျိုးရှိမဲ့ Democrat Party ကိုမဲပေးခဲ့တယ်။အဲ့ချိန်တော့ ਆ Donald Trump ကိုတမရဖြစ်ဖို့တောင်မထိုက်တန်သေးဘူးလို့ဝေဖန်ခဲ့တာမျိုးတွေတောင်ရှိပါတယ်။အဲ့ဒီအပြင်လွတ်လပ်တာကိုကြိုက်တဲ့သူပြည်ပြည်တင်းကျပ်လာနိုင်တဲ့ Republican Party ကိုလည်းအာမပေးခဲ့ပါဘူး။ဒါကြောင့်မို့လို့2016မှာ Democratic ကိုမဲပေးခဲ့ပေမဲ့ကံကောင်းစွာနဲ့ပဲ Republican အနိုင်ရပြီးတော့ Donald Trump ကတမရဖြစ်လာတယ်။ Trump အနိုင်ရတော့သူ့ကို President Strategy and Policy Forum နဲ့ American Manufacturing Council မှာတာဝန်ပေးတာခံရတယ်။ ဒါပေမဲ့သူတာဝန်ယူထားတဲ့ကာလအတွင်းမှာပဲ Paris ရဲ့ရာသီဥတုသဘောတူညီချက်တွေမှာ American ဝင်မပါတော့ဘူးလို့ကြေညာခဲ့တယ်။ဒီကိစ္စက Elon Musk တယောက်အတွက်တော့အကောင်းခဲစရာဖြစ်လာခဲ့တယ်။သဘောထားချင်းမတိုက်ဆိုင်တဲ့သူတို့နှစ်ယောက်ကတော့တိတ်မကြခင်မှာပဲလမ်းခွဲခဲ့ကြတာကိုတွေ့ခဲ့ရပါတယ်။ ဒီလိုနဲ့2020ရွေးကောက်ပွဲမှာလည်းဒီမိုကရက်ပါတီကိုပဲမဲပေးခဲ့တယ်။ဒါပေမဲ့ Elon Musk အနေနဲ့ကြားကြောက်လို့ရှင်ကြီးကိုတော့မှပဲရှင်ကြီးကကြားထပ်ဆိုးနေကြတာပါ။ Joe Biden ရဲ့လုပ်ငန်းမဆိုင်ရာမူဝါဒတွေကသူ့ရဲ့လုပ်ငန်းတွေကိုထိခိုက်လာခဲ့တယ်။အဲ့ဒီအပြင် COVID-19 ကိုကာကွယ်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ Tesla နဲ့ SpaceX ကိုထိခိုက်လာခဲ့တာကိုသူ့ကိုကန်နဲ့မြင်းလို့သတ်မှတ်ခဲ့ပါတယ်။ဒါကြောင့်မို့ပဲ Donald Trump ကိုမဲအကြီးအကျယ်ပေးပြီးတော့ထောက်ခံခဲ့တယ်။ငွေကြေးမြောက်များအကုန်ခံပြီးတော့လည်းပါတီကိုထောက်ပံ့ပေးခဲ့တာမျိုးတွေရှိတယ်။အစကတည်းက Joe Biden ကိုအားပေးမှုရော့နေတဲ့ပြည်သူတွေကိုသတိထားမိတာကြောင့်နိုင်မဲ့ ်မင်းကိုလောင်းလိုက်တာပဲလို့ထင်ကြီးပေးစရာလည်းရှိတယ်။အဲ့ဒါအပြင်အီလိုမက်ဆက်သားတယောက်ကလိန်ပြောင်းခဲ့ပြီးတော့ transgender ဖြစ်သွားတာကိုပါမကျေနပ်ချက်တွေရှိနေတာကြောင့်လည်းပါတယ်။ဒီကိစ္စကိုသူကိုယ်တိုင်ပဲအသိဆုံးဖြစ်ပါလိမ့်မယ်။ Donald Trump ကလည်းအီလိုမက်ဆ်လိုချမ်းသာပြီးဩဇာကြီးတဲ့လူတယောက်ကိုရထားတာသူ့အတွက်တော့တော်တော်လေးကိုတန်ဖိုးရှိတယ်။သူ့ရဲ့ Make America Great Again ဆိုတဲ့ရည်ရွယ်ချက်ကိုအကောင့်ထဲပေါ်ဖို့ထောက်ပံ့မှုတွေလိုတယ်။ဆိုတော့ Green ပြတ်နေတဲ့ကြောင့်နဲ့တောင်ပန်ကျိုးနေတဲ့ဇီးရက်တို့တွေ့ကြတာပေါ့။ရွေးကောက်ပွဲမှာလည်းမဲအပြတ်သက်နဲ့အနိုင်ရခဲ့တယ်ဆိုတာအီလိုမက်ဆ်ရဲ့ထောက်ပံ့မှုတွေကြောင့်အများကြီးပါတယ်။ ဒီကြားထဲမှာ Elon Musk တယောက်အမေရိကန်နိုင်ငံအတွက်အများကြီးလှုပ်ထားပေးခဲ့တာတွေရှိတာဆိုတော့ Trump တယောက်သူ့ကိုမဆနေတာလည်းဖြစ်တင်တယ်။ Donald Trump ဆိုတဲ့လူကလည်းငါနဲ့မတူငါရန်သူဆိုတဲ့သူလေသူ့ကိုကြိုက်မှသူ့ကိုသဘောကျမှပြန်ကြိုက်တဲ့လူမျိုးဥပမာပြရရင်ရွေးကောက်ပွဲမတိုင်ခင်မှာ Taylor Swift က Democratic Party ကိုအားပေးခဲ့တာကြောင့် Hate Taylor Swift ဆိုပြီး Elon Musk ပိုင်းနဲ့ X ပေါ်မှာတင်ထားခဲ့သေးတာကိုကြည့်ရင်မြင်နိုင်ပါတယ်။တစ်ဖက်ကလည်းကို့အကျိုးအတွက်ကတ်တဲ့လူနောက်တစ်ယောက်ကလည်းအကျိုးရှိနေလို့ပေါင်းနေသူ။အရင်ကဘလောက်ပဲရန်ဖြစ်စကားများခဲ့များခဲ့အခုချိန်မှာတော့နှစ်ယောက်ကတစ်ယောက်ကိုတစ်ယောက်ပခုံးချင်းပေါင်းနေတဲ့လူတွေဖြစ်လာခဲ့တယ်။ ဒါဆိုဘာလို့အခုရပိုင်းမှာသူတို့နှစ်ယောက်ကစကားတွေထများပြီးဆိုမှအကွယ်အပြဲတွေဖြစ်လာခဲ့တာလေသူတို့နှစ်ယောက်လိုရင်အကြောင်းကိုပို့ပြီးသိချင်နေဆိုရင်တော့ကျွန်တော်တို့ရွှေနှုတ် application နဲ့က Donald Trump အကြောင်းရေးထားတဲ့ Threat of Deal နဲ့ Elon Musk အကြောင်းရေးထားတဲ့ Elon Musk ဆိုတဲ့စာအုပ်ရဲ့အနည်းချုပ်လေးကိုအသံနဲ့ရောစာနဲ့ပါသွားနာထောင်လို့ရပါတယ် ဒါကြောင့်ဒီ sound note ကိုသွားနှောက်ထောင်းမယ်ဆိုရင် Play Store နဲ့ App Store မှာအခုပဲ download သွားဆွဲပြီးတော့စာရိုက်ဖတ်ဖို့အတွက်ကျွန်တော်တိုက်တွန်းလိုက်ပါရစေ။ဒါဆိုသူတို့ရဲ့အခုလက်ရှိဖြစ်နေတဲ့ပြဿနာစီကိုပြန်ပြီးဆုံးမသွားကြရအောင်။တချို့လူတွေကတော့ဒါစီးပွားရေးနဲ့နိုင်ငံရေးလဲကွက်တစ်ခုပဲလို့သုံးသပ်ကြပါရစေ။အဲသူတို့သုံးသပ်တာကလည်းမန်နီလားမားနီလားဆိုတာတော့မပြောချင်ပေမဲ့အခုအချိန်မှာအခွန်ကိစ္စတွေနဲ့တခြားစီးပွားရေးကိစ္စတစ်ခုကြောင့် American ရဲ့ဝင်ငွေတွေအပြင်ပေါ်မှာ Elon Musk ရဲ့ပိုင်ဆိုင်မှုတွေကပါပြီးခဲ့တဲ့အပတ်တွေတော့ထိုးကျသွားတာကိုတကဘာလုံးသိပြီးသားဖြစ်နေမယ်။ ်တဖက်ကနိုင်ငံတကာနိုင်ငံရေးလဲခွက်တွေလို့ဖို့သူတို့ထုတ်သုံးနေတဲ့ web page တစ်ခုဖြစ်နေမှာကိုလည်းစိုးရိမ်နေကြတာမျိုးတွေလည်းရှိတယ်။ဒါကြောင့်ဒီကိစ္စကိုတော့စောင့်ကြည့်နေတယ်ဒါကသုံးသက်ကြည့်တာပေါ့။ဒါပေမဲ့အခုလက်တွေ့မြင်နေရတာတွေကတကယ်ကြီးအကွဲပြဲဖြစ်နေကြတဲ့ပုံပါပဲ။အစတည်းကသူ့ရဲ့အကျိုးစီးပွားကိုမထိခိုက်ရှင်တဲ့ Elon Musk ကသူ့ပိုင်တဲ့ကုမ္ပဏီတွေရဲ့ share တွေဈေးကွက်တွေထိုးချလာခဲ့တာကြောင့်သူ့ပိုင်တဲ့ X ပေါ်မှာ Trump ပြင်းထန်ကိုဝေဖန်ခဲ့တာပါ။ Trump ထုတ်နေတဲ့မူဝါဒတွေကအစုတ်ပြောက်တက်နေတာပဲဆိုပြီးတော့ပေါ်ပေါ်တင်ထွင်ဝေဖန်ခဲ့တဲ့အပြင် Trump ရဲ့ပုံကိုယ်ရေးကိစ္စတွေအထိပါထိုက်ခိုက်ခဲ့တာပါ။ ဒီလိုပြောခဲ့တာလည်း Trump ရဲ့ One Big Beautiful Bill လို့နာမည်ပေးထားတဲ့အခွန်အဆိုပြုချက်တစ်ခုကြောင့်ပါပဲဒီဆိုပြုချက်ထဲမှာအရင်ကတစ်ခါမှမပါဘူးတဲ့ EV ကားတွေရဲ့အခွန်ဆိုတာကြီးပါလာတယ်အတမကားတစ်စီးဝယ်တာထက် EV ကားတစ်စီးဝယ်တာအခွန်သိပ်ပေးစရာမလိုဘူးအဲဒါကြောင့်ပဲ Elon Musk ရဲ့ EV ကားတွေကယင်းတော့ရောင်းအားရှယ်ကောင်းနေတယ်ဒါ့ကို Donald Trump ကအခွန်စီးကျက်လိုက်တော့ အဲ့ဒီမှာသူတို့နှစ်ယောက်ရဲ့ကိစ္စကအစားကြတာပါပဲဒီတစ်ခုတည်းပဲလားဆိုရင်တော့မဟုတ်ဘူးတခြားအကြောင်းတွေလည်းရှိသေးတာပေါ့နော်ဒီ NASA ဆိုတဲ့ American အစိုးရရဲ့ဌာနတစ်ခုမှာ Jared Isaacman ကောင်းဆောင်ဖြစ်ခွင့်မရလိုက်တာလေပါလိမ့်မယ်ဆိုပြီးထောက်ပြကြတဲ့လူတွေလည်းရှိတယ်။အဲ Isaacman ဆိုတာ Elon Musk ရဲ့ border တယောက် ဘော်ဒါလိုမျိုးရင်းနေတယ်သူ့ရဲ့လူတယောက်သာအစိုးရဖွဲ့စည်းတစ်ခုဖြစ်တဲ့ NASA မှာအကောင်ကြီးကြီးအမီးရှည်ရှည်ဖြစ်သွားခဲ့မှာဆိုရင်အီလူမတ်စ်အတွက်ကတော့သူ့ရဲ့ SpaceX ကပို့ပြီးအခွင့်အရေးရလာနိုင်တယ်တကယ်တော့ SpaceX ဆိုတာအစိုးရပိုင်ကုမ္ပဏီမဟုတ်တာကြောင့်နိုင်ငံတော်ပိုင် NASA ကိုအများကြီးမိကိုအားထားနေရတဲ့ကုမ္ပဏီတစ်ခုလို့လည်းပြောလို့ရပါတယ် Donald Trump ကလည်းသူ့ပိုင်တဲ့ True Social ကနေအီလူမတ်စ်တယောက်ကတော့ယူနေပြီအတူမီယူခင် Tesla ကားတွေဝယ်ထားကြလို့အပြင်းထန်ပြန်ပြီးဆိုမှတိုက်ခိုက်ဝေဖန်ခဲ့တယ်။ Elon Musk က မင်းအောင်မြင်မှုတွေအတွက်ငါ့ကိုကျေးဇူးတင်ကြမလို့ပါဘူးကွာဆိုပြီးဆိုမှခက်ရွက်ရွယ်လေးပြန်ပြီးဆိုမှတင်ခဲ့တယ်ပြောချင်တာကတော့ Donald Trump ကိုမင်းတမနာဖြစ်လာတာငါကျေးဇူးမကင်းဘူးဆိုတဲ့သဘောပါပဲ Donald Trump ကလည်း Elon Musk ကိုအမြင်ကတ်လာပြီသူတို့နှစ်ယောက်ကြားချိုးဆိုထားတဲ့စာချုပ်တွေအကုန်လုံးကိုပိတ်ချခဲ့လိုက်တယ် Elon Musk ဘက်ကလည်းဘလောက်ထိတောင်ဆိုးဆိုးဝါးဝါးတိုက်ခိုက်ခဲ့လဲဆိုရင် Jeffrey Epstein ရဲ့အမှုရဲဖိုင်ထဲမှာ Donald Trump မှာပါဝင်ပတ်သက်နေတယ်အဲ့ဒါတွေကိုပြည်သူတွေကိုမချပြရဲတာလို့ပြောလာတဲ့အထိပါပဲ အဂျက်ဖရီအပ်စတိန်းဆိုတာကတော့အခုဒီဗီဒီယိုကြည့်နေတဲ့သူတွေသိကြလားတော့မသိဘူးပေါ့နော်။သူကအမေရိကန်နိုင်ငံမှာမီလီယံနာတယောက်ဖြစ်ပြီးဆိုမှလင်ကိစ္စနဲ့ထောင်ကျခဲ့တဲ့လုပ်ငန်းရှင်တယောက်ထောင်ထဲမှာပဲသူကကိုကိုကိုအဆုံးစီရင်ခဲ့တယ်။သူ့ရဲ့အမှုရဲဖိုင်မှာဒေါ်နယ်ထရန့်ပါနေတယ်လို့အီလွန်မတ်စ်ကဆွဆွဲခဲ့တာပါ။အတရာကိုတရားဟောဘောလီဘောပုံရင်အောက်ဖဲလံမိသွားတယ်ဖြစ်စဉ်လို့ပြောရင်လည်းရတယ်။ဒီကိစ္စကဒေါ်နယ်ထရမ့်ရဲ့ပုံရိပ်ကိုအတော်တော်လေးကိုဆိုးဆိုးရွားရွားကြဆင်းစေခဲ့တာပါ။ဒီလိုလက်လို့ခြေလွန်ဖြစ်လာတဲ့အချိန်မှာတော့ဒေါ်နယ်ထရမ့်ကလည်းစိတ်ပြက်မိတယ်ကွာဆိုပြီးဖွင့်ဟပြောဆိုလာတယ်။ ဲ့လိုတယောက်ကိုတယောက်တိုက်ခိုက်လာခဲ့ကြတဲ့နောက်ဝယ်မှာနှစ်ယောက်လုံးရဲ့မာနတွေနဲ့တကူကောင်းဆန်မှုတွေအများကြီးကိုမြင်ရတယ် အဲ့တော့အခုဒီဗီဒီယိုကြည့်နေကြတဲ့လူတွေရဲ့အတွေ့အကြုံတိုင်းပဲအတ္တနဲ့မာနတွေအားပြိုင်မှုထိတွေ့မှုတွေဖြစ်လာတဲ့အခါမှာဒီနှစ်ယောက်ရဲ့ကြားထဲမှာအကွဲပြဲတွေစပြီးတော့မှဖြစ်လာခဲ့တာပါ။ Elon Musk က Donald Trump သမ္မတဖြစ်လာတဲ့နောက်မှာ Department of Government Efficiency အတူကောက် DOGE လို့ပြောတဲ့အစိုးရစွမ်းဆောင်ရေးအဖွဲ့ကိုဖွဲ့စည်းခဲ့ပြီးတော့အစိုးရအသုံးစရိတ်တွေကိုရှော့ချမယ်ဆိုပြီးသူကဦးဆောင်ပြီးလုပ်ခဲ့တယ်။ Donald Trump အနိုင်မရခင်2 trillion လောက်ထိသူကရှော့ချပြမယ်ဆိုပြီးတော့တောင်ဂရီပေးခဲ့တာပါ။ဒီအဖွဲ့မှာသူ့ရာသူက January လကနေစတင်ခဲ့ပြီးတော့မေလအကုန်မှာတက်တန်းကုန်မှာ ဒါပေမဲ့နောက်ထပ်တက်တန်းတိုးခွင့်တော့ရှိတယ်အဲ့ဒါကိုတောင်မှလုံးဝတက်တန်းမတိုးဘဲနဲ့နိုင်ငံရေးကိစ္စတွေကနေလုံးဝသူနှုတ်ထွက်တယ်ဝင်မပါတော့ဘူးရက်တော့မယ်လို့ပြောခဲ့တာပါဆိုတော့ Donald Trump ရဲ့မူဝါဒတွေကပိုပြီးတော့ငွေအမြောက်အများကုန်နေတာကြောင့် DOGE ကလည်းအလကားဖြစ်တော့မယ်လို့ပြောခဲ့ပါသေးတယ်အခုချိန်မှာ तू ကနိုင်ငံရေးကိစ္စတွေမှာတော့ဝင်မပါတော့ဘူးလို့ပြောထားတယ် तू အရင်ကတိပေးခဲ့တဲ့2 trillion လောက်အထိ DOGE အဖွဲ့ရာ short ချပေးမယ်ဆိုတဲ့အသုံးစရိတ်တွေကတကယ်ပဲ short ချနိုင်ခဲ့လားဆိုတာကိုပြန်ပြီးကြည့်ရမယ်ဆိုရင် DOGE မှာ तू ရှိနေခဲ့တဲ့အချိန်မှာ အစိုးရငွေယူပေါက်တွေကိုတော့လိုက်ပိတ်နိုင်ခဲ့တယ်အဲတချို့တချို့တော့ငွေယူပေါက်တွေပေါ့နော်သူပိတ်နိုင်ခဲ့တဲ့ပုံကတော့နည်းနည်းတော့ကွဲပြားမှုရှိတယ်အစိုးရဝန်ထမ်းထောင်ထဲချီကိုအလုပ်ထုတ်လိုက်တယ်နိုင်ငံတကာကိုထောက်ပံ့ပေးနေတဲ့ငွေတွေကိုဖြတ်တောက်တယ်ရပ်ဆိုင်းတယ်ဒီလိုလုပ်လိုက်တာကအမေရိကန်ဒေါ်လာ150ဘီလီယံလောက်အထိရှော့ချနိုင်ခဲ့တယ်ဒီတော့သူ့ရဲ့လုပ်ရကြောင်းအစိုးရဝန်ထမ်းပေါင်းများစွာရဲ့ဘဝကအလုပ်လက်မဲ့နေချင်းညာချင်းဖြစ်သွားခဲ့တယ်ဒါရီကလည်းဒေါ်နယ်ထရန့်ရဲ့ထင်တိုင်းထားထားဖောက်တတ်တဲ့အကျင့်တွေကြောင့်အနောက်ကလိုက်ထင်းရတဲ့သူကမနိုင်တာလို့ပြောတယ် ဒေါ်နယ်ထရမ့်ကမူဝါဒတွေကိုသူထင်ထင်သလိုချမှတ်နေတာကြောင့်စီးပွားရေးကမောက်ကမဖြစ်နေတယ်။ဒါကြောင့်ပဲအီလိုမတ်စ်က DOG အဖွဲ့အားဘသူမှမအပြောခံရတဲ့အဖွဲ့လို့ပြန်ပြီးဆိုမှတုံ့ပြန်ခဲ့တယ်။တယောက်ယောက်ကငွေကုန်မဲ့အရာတစ်ခုထားလုံးမိပြီဆိုရင် DOG ကအလုပ်ကိုဘလို့လုံနေလဲဆိုပြီးအပြောခံနေရတာပါ။ဒီလိုကိစ္စတွေကြောင့်နိုင်ငံရေးကိုပါထိခိုက်ခဲ့ရတဲ့အပြင်အီလိုမတ်စ်ကိုလည်းထိခိုက်ခဲ့တယ်။သူတို့ဖြင့် Tesla ကားကုမ္ပဏီအနေနဲ့ရောင်းအားတွေတိတိတသားကိုထိုးကြခဲ့တဲ့အပြင်ရှယ်ယာဈေးကွက်တွေမှာလည်းရစရာမရှိအောင်အရှုံးပေါ်ခဲ့တာပါ။ 24နိုင်တရက်ထဲနဲ့ဟိုဒေါ်လာဘီလီယံနဲ့ချီကိုဆုံးရှုံးခဲ့ရတယ်။ဆိုတော့သူ့ရဲ့အကျိုးစီးပွားကိုထိခိုက်လာတဲ့အခါအီလွန်မတ်စ်ကလည်းငြိမ်နေတဲ့လူမျိုးတော့မဟုတ်ဘူး။သူမရှိတော့ပေမဲ့ DOGE ကတော့ဆက်ရှိနေမှာဖြစ်ပြီးသူ့နေရာကိုလည်းနောက်တစ်ယောက်ကိုပေးဖို့အတွက်အခုချိန်မှာယာထားခံရတဲ့လူတွေလည်းရှိနေတယ်။ဒီကိစ္စကတခဏလေးအတွင်းမှာပဲဘယ်သူမှမသိခင်ရုတ်တရက်ကြီးဖြစ်သွားတာဆိုတော့နိုင်ငံကြီးလက်ကွက်တစ်ခုပဲလား။ဒါမှမဟုတ် တကယ်ပဲသူတို့နှစ်ယောက်ပိုင်တက်နေကြတာလားဆိုတာတော့လိမ့်လာသူတွေစောင့်ကြည့်နေတဲ့ကိစ္စတစ်ခုဖြစ်နေသေးပါတကယ်လို့လက်ကွက်တစ်ခုသာဆိုရင်လေသူတို့တုံးနေတဲ့အကွက်ကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်လို့ပြောရမှာပါဒါမှမဟုတ်တကယ်ကြီးကွိုင်တက်နေကြတယ်ခွာပြဲနေကြတယ်ဆိုရင်လည်းနောက်ထပ်ဘလူတွေထပ်ပြီးတယောက်ကိုတယောက်ထိုးကြနှက်ကြ လိုက်ခတ်ကြအောင်လဲဆိုတာလည်းစိတ်ဝင်စားဖို့ကောင်းနေတယ်။ခုတက်ဆက်ပြီးတော့အချိန်တွေတင်းမအောင်နေဦးမယ်ဆိုရင်တော့နိုင်ငံရေးနဲ့စီးပွားရေးနှစ်ခုလုံးဘက်မှာအမေရိကန်နိုင်ငံကတိတိတတ်တဆုတ်ယုတ်သွားနိုင်တဲ့အခြေအနေရှိတယ်။ Elon Musk ရဲ့အနာဂတ်နည်းပညာလမ်းကြောင်းကိစ္စကဒီနေရာမှာလည်းအဆုံးသတ်တော့မှာဖြစ်တယ်လို့ Donald Trump အနေနဲ့ကလည်းတမရအဖြစ်ဆက်လုပ်ဖို့အထက်အလွတ်တော်ရဲ့ဆုံးဖြတ်ချက်ကိုခံယူရတော့မှာဖြစ်ပါတယ်။ဒါကဘာမှမဟုတ်ဘူးလို့ထင်ရပေမဲ့တမိုင်းတွင်စရာလမ်းခွဲမှုကြီးတစ်ခုဖြစ်နေမှာတော့အမှန်ပါ။ အသူတို့နှစ်ယောက်ကလည်းအုံနောက်မပါတဲ့လူမဟုတ်တဲ့အတွက်ကြောင့်မလို့ဒီလိုတင်းမှမလာအောင်လူကြီးလူကောင်းဆန်ဆန်ပဲအပြုံးတွေနဲ့ဆက်ပြီးဆက်သွဲထိတွေ့နေကြတာကိုလည်းတွေ့ရတယ်။နှုတ်ဆက်လက်ဆောင်အနေနဲ့တောင်ရွှေတော့တစ်ချောင်းပေးခဲ့ပါသေးတယ်။စကားများရန်ဖြစ်နေကြတဲ့လူသာပြောတာသူ့အကျိုးကိုအကျိုးကိစ္စတွေနဲ့ဆိုတော့သူတို့နှစ်ယောက်လုံးကနောက်ထပ်တကွေးကွေးမှထပ်ပြီးတော့တွေ့ကြအောင်မှာတော့ကျင်းသေးတယ်။နိုင်ငံကြီးမှာအများအားရန်သူမရှိသလိုမြေရမိတ်စီဆိုတာလည်းမရှိဘူးဆိုတာသူတို့နှစ်ယောက်ကတတ်သိပြနေရပါတယ်။ ဆိုတော့အခုဒီဗီဒီယိုထဲမှာပြောပြပေးသွားတာကတော့ဒီရပိုင်းနိုင်ငံရေးကစားကွက်ပေါ်ကစိတ်ဝင်စားစရာကောင်းတဲ့ Elon Musk နဲ့ Donald Trump တို့ကြားတဲ့ဟာတယောက်ကိုတယောက်အငင်းပွားတိုက်ခိုက်မှုတစ်ခုပါပဲဒီလိုသူတို့ကြားပြဿနာဖြစ်နေတာကပထမဆုံးအချိန်တော့မဟုတ်ပါဘူးတစ်ဖက်ကလည်းကို့အကျိုးပဲကိုကြည့်ရသူနောက်တစ်ဖက်ကလည်းတကူကောင်းဆန်တဲ့သူဆိုတော့ကြောင်နဲ့ကြွက်လို့မတည့်အတူညီဖြစ်နေကြအောင်ပါပါအထင်းခွင့်မကျော်ရင်တော့ရေခက်ကြုံမှာမို့နောက်ထပ်ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့ကျွန်တော်တို့တော့ဆက်လက်ဆောင်ကြည့်ရုံပဲရှိတယ်အသူတို့လိုနိုင်ငံကြီးတွေရဲ့ပြဿနာကတစ်ကမ္ဘာလုံးမှာရှိတဲ့နိုင်ငံတွေအပြင်နိုင်ငံငယ်လေးတွေအပေါ်မှာတိတိတသာတက်ရောက်လာနိုင်တာကြောင့်ဆောက်ဆောင်ကြည့်တဲ့ကိစ္စ တစ်ခုပါဒီဗီဒီယိုကြည့်နေကြတဲ့လူတွေရောသူတို့နှစ်ယောက်ကြားပြဿနာကိုဘယ်လိုထင်မိလဲဒီထက်ပိုပြီးတင်းမာလာကြရင်ရောဘာတွေဖြစ်သွားနိုင်မလဲဆိုတာကိုကိုယ့်ရဲ့အမြင်လေးတွေအောက်ကကွန်မန့်မှာမျှဝေပေးသွားပါအောင်ခင်ဗျာရှင်တို့ app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်ဆယ်အုပ်တောင်ဖတ်လို့ရပြီနော်နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါတယ် application အသုံးပြုပုံအသေးစိတ်ကိုလည်းရှင်တို့ facebook page မှာမေးမြန်းနိုင်ပါတယ်ရှင်